Thank you. တာပဲဆိုတဲ့ကာလာတွေ့မှာကဲအကောင်းဆုံးနိနံ၄ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဘုံတခုကြာတဲ့ပရိတောက်ကြာစနေဒီနိနံ၄ခုလို့သတ်မှတ်လို့ရတယ်အဲ့နိနံ၄ခုတဲမှာမကြာတဲ့ပရိနဲ့စနေကကဲအကောင်းတဲ့အပိုင်းကိုတော်တော်လေးကိုရောက်ရှိသွားမယ်ဆိုတဲ့အနေထားမှာအလွန်ကြီးတဲ့အတေးဒါ၈လပိုင်း၉လပိုင်းကကြာတဲ့ပရိသတ္တိစနေသတ္တိတော်တော်လေးကိုညံ့ငယ်ရကွာဆိုတော့၁၀လပိုင်းကိုရောက်ပြီဖြစ်တဲ့အတွက်ကြောင့်ဒီကြာတဲ့ပရိကိုစနေတို့ကတော့ပို့ပြီးတော့မှအားကောင်းသွားမယ်ဆိုတဲ့အနေထားမျိုးရှိတယ်ဒါအပြင်ဒီဘုံတခုကြာတဲ့ပရိတောက်ကြာစနေဒီနိနံ၄ခုလုံးကလည်းကောင်းကျိုးပေးလာမှာဖြစ်တဲ့အတွက်ကြောင့်ဒါလုံ င်ခဲ့တဲ့အတိတ်ကကိုရင်ဆိုင်ခဲ့တဲ့ပြဿနာခက်ခဲအနောက်ရှေ့အတားသီးမများအလုံးနီးပါဆယ်လာဝိုင်းဆိုကာလာရောက်ရှိသွားပြီဆိုတာနဲ့ဒီပုံတစ်ခုချက်လည်းပြီးတောက်ကြစနီဒီနေ့နဲ့၄ခုအနေနဲ့ကလုံးဝကန့်ချင်နေအပြင်ကောင်းမွန်သွားမယ်ဆိုတဲ့အတိုင်းတာမှာလုပ်ငန်းကိုင်ခံပိုင်းနေလဲတော်နေတဲ့သူအဆင်ပြေချောမွေးလာနိုင်တဲ့တချို့ကကျတော့သူကအလုတ်ပြုတ်ခဲ့တယ်အဲဒါပေမဲ့အခုဆိုဒါအလုတ်ပြန်ရတော့မယ်ပေါ့ကွာဒီလိုသဘောတည်းရဆိုတော့အလုတ်ဒီဘာတွေမရှိမရှိနေဘူးအလုတ်ဒီဘာတွေမရနေဘူးအလုတ်ဒီအဆင်မပြေနေဘူးဆိုမိတ်ဆွေအနေနဲ့လည်းအလုတ်ကန်အပြင်ပုံပြီးမှကောင်းမွန်လာမယ်ဆိုတဲ့သဘောတည်းရမှုရှိတယ်ဆိုတော့လုပ်ငန်းနဲ့ပတ်သက်လို့စီစဉ်ထားတဲ့အရာတွေကိုကြိုးစားမယ်အရာတွေကိုလုပ်ဖို့ဆရာရှိတဲ့အရာတွေဆိုလို့ရှိရင်လည်းဆယ်လာမယ်ဆို ကာလအတွင်းမှာအကောင့်ထဲစတင်ပြီးတော့မှအကောင့်ထဲပေါ်လို့ရလာမယ်ဆိုတဲ့အခွင့်အလမ်းလေးများသောဖြင့်ကြုံလာရတယ်ဆိုတော့ဗိုလ်လူကြတဲ့ပြတောက်ကြစနေဒီနေ့နဲ့၄ခုအနေနဲ့ကဆယ်လာမယ်ဆိုကာလမှာကဲအကောင့်ဆုံးနေ့နဲ့မပါနေမှာဖြစ်တဲ့တော့အလုတ်ကိုင်းငွေကြေးတော်တော်များများအကုန်လုံးကတော့အဆင်ပြေလာမှာလို့တတ်မှတ်ရမယ်အဓိကကတော့အလုံးနဲ့ငွေကြေးနဲ့အဆင်ပြေမှာကွာငွေကြေးနဲ့ပတ်သက်လို့ဆိုလို့ရှိရင်လည်း ငွေဝင်ကိန်းရှိလာမှဖြစ်တဲ့အတွက်ငွေကြေးရလာရှိတဲ့ငွေတွေလက်လုံထားတဲ့ငွေတွေအငွေကြေးနဲ့ပတ်သက်ပြီးတော့မလို့တခုခုစိုးရိမ်စရာလေးတွေဆိုလဲပပောက်သွားမယ်ဆိုတဲ့အနေထားမှာကို့မှာရှိတဲ့အခက်အခဲလေးတွေရှိနေတောင်မှဒီဆယ်လာဘက်ကိုရောက်သွားပြီဆိုတာနဲ့ကိုကဖြည့်ရှင်းလို့ရလာနိုင်တယ်အခွင့်အလမ်းတွေပေါ်လာနိုင်တယ်အဆင်ပြေလာနိုင်တယ်လို့သတ်မှတ်လို့ရမယ်။သို့ပေမဲ့ညံ့နေတာတခုရှိရဲ့အဲ့ဒါမြစ်တာကြီး ဆိုတော့ဗုဒ္ဓဟူးကြက်တော်ပြီးတောက်ကြက်ဆက်နေဒီနေ့နဲ့၄ခုကအလောက်ကံငွေကြီးကိုအကုန်ကောင်းနေနော်ဒါပေမဲ့မြစ်တိုင်းမှာကြာရင်ညံ့နေမှာဆိုတော့မြစ်တိုင်းနဲ့ပတ်သက်လို့ညံ့နေမှာဖြစ်တဲ့အတွက်ကြောင့်ဒီဗုဒ္ဓဟူးသားသမီးကြက်တော်ပြီးသားသမီးစနေသားသမီးတောက်ကြက်သားသမီးဒီအနေနဲ့ကမြစ်တိုင်းနဲ့ပတ်သက်လို့တတိထားရမှာဆိုတော့အချင်းမှာအဆင်မပြေဘူးအလောက်ကံနဲ့ငွေကြီးမှာကြာအဆင်ပြေနေတယ်ဆိုလိုချင်တာနားလေလားဆိုတော့မြစ်တိုင်းနဲ့ပတ်သက်လို့ညံ့နေမှာဖြစ်တဲ့အတွက်ကြောင့်ဒီဗုဒ္ဓဟူးကြက်တော်ပြီးတောက်ကြက်ဆက်နေဒီနေ့နဲ့၄ခုအနေနဲ့ကတော့မြစ်တိုင်းနဲ့ပတ်သက်ရင်တတိထားရမယ်ကိုယ်ချစ်ပြီးသားအချင်းနဲ့ပတ်သက်ပြီးမှအဆင်မပြေရမယ်များသောပဲကြုံလာတတ်တဲ့အိမ်တော်ရှိတဲ့သူလို့ဆိုလို့ချင်တာအိမ်တော်ရင်းနဲ့ပတ်သက်လို့အဆင်မပြေတဲ့အလေးတွေအခက်ခဲတဲ့အလေးတွေအဲဒုရဖြစ်တဲ့အလေးတွေများသောပဲကြုံ ံလာတက်တယ်ဆိုတဲ့အနေထားမှာကောင်မလေးနဲ့ပြတ်သွားတာတော့ကောင်လေးနဲ့ပြတ်သွားတာတော့ကောင်လေးနဲ့လမ်းခွဲသွားမလို့လို့ဖြစ်နေတာတော့အချိန်လေးတက်တိတ်မကောင်းဘူးကောင်မလေးနဲ့နည်းနည်းအာခတိကအရင်ဖြစ်စရာညားနေခဲ့တယ်ဆိုတဲ့အခိုက်အတန့်မျိုးတွေကြုံလာတက်တယ်ဆိုတော့ရုပ်တက်ကြီးလမ်းခွဲသွားတာတို့မမြုံနေမဲ့ပြဿနာကြီးထပ်ဖြစ်ပြီးမှဆက်သွယ်ပြတ်သွားတာမျိုးလေးတီတို့မြစ်တာကြီးနဲ့ပတ်သက်လို့ကစိတ်ရှုပ်စရာတွေအရင်ကိုညားနေပြီးတော့မှကိုကမြစ်တာကြီးမှာ ဟိုအခြေကြီးကိုချစ်တူပြီးသားကိုမထားရင်တော့အဲငါလုတ်တယ်ပဲငါလုတ်တော့မှာအဲဒီလိုပုံစံမျိုးစိတ်တည်လေဝင်လာတတ်တယ်ဆိုတဲ့အနေထားမှာဒီဘုံတို့ကြာတဲ့ပြတော့ကြဆက်နေဒီနေ့လေးခုအနေနဲ့ကမြစ်တားရေးပိုင်းဆိုင်ရာမှာတော့တော်တော်လေးကိုခေါင်းချောက်ရမယ့်ကာလအဲအုံနှောက်ပြည့်ရမယ့်ကာလအစ်စ်မပြည့်တဲ့အများရမယ့်ကာလတခုလို့တတ်မှတ်လို့ပြရမယ်ဘယ်ရာပဲဖြစ်ဖြစ်ကောင်းလာတယ်ဆိုတာနဲ့ညီနေမှာဖြစ်တဲ့အတွက်ကြောင့်မြစ်တားရေးကတော့မကောင်းသို့ပေမဲ့လောက်ကန်တဲ့ငွေကြီးနဲ့ကောင်းတယ်ဆိုတော့ဘုံတို့ကြာတဲ့ပြတော့ကြဆက်နေဒီနေ့နဲ့လေးခုအနေနဲ့ကအလုံငန်းတွေပုံမှာအောင်ဆိုင်ကိုရဲ့အလုံငွေကြီးနဲ့ပတ်သက်တာသို့မဟုတ်ကိုရဲ့ဘဝမှာကိုဖြစ်ရှင်တဲ့အရာသို့မဟုတ်နိုင်ငံရေးသွားမယ်လုပ်ငန်းတစ်ခုပြန်စမယ် င်ငန်းလေးပြန်လုံးမလို့လုပ်ငန်းလေးပြန်ဆမလို့လုပ်ဒီပြန်ရှာမယ်ရာဟုတုဘုလာသာတုဘုတို့ဂျူးသားမယ်သတိဖြင့်အားလုံးဒီပါအကုန်လုံးကောင်းတယ်မြေတားရေးကံမှာတော့အစစ်မပြေရအခက်ခဲများစရာလေးလေးကျုံနေရတယ်လို့တတ်မှတ်လို့ရမှာဖြစ်တယ်ပေါ့ထူးထူးခြားခြားနေနေရတော့ခီးပိုင်သွားလာတဲ့ပတ်တိုင်ကောင်းတယ်ဆိုတော့ပြပတ်ထွက်ဖို့အတွက်ဂျူးသားနေတဲ့သူတွေနိုင်ငံခြားစာမွေးဖြေရမှာအင်တာဗျူးတွေပါဖြေရမှာမျိုးတွေစာမွေးတစ်ခုခုဖြေဆိုရမယ်လူတွေအနေနဲ့ဘလူးကြတာပြီးတောက်ကြဆက်နေတဲ့နဲ့၄ခုထဲမှာပါနေမယ်ဆိုရင်စာမွေးလေးအွန်လိုင်းဂိမ်းတော်တော်များတယ်အစစ်ပြေတိုင်းကြီးပုံများတယ်နိုင်ငံခြားတွေပါသွားဖို့အတွက်ဒီခီးပိုင်သွားလာဖို့အတွက်ဒီဒါအစစ်ပြေတိုင်းကြီးအများဆုံးရှိတဲ့နေနဲ့နေလို့တတ်မှတ်လို့ရတယ် တယ်မြစ်တိုက်ကံမှာတော့လုံအောင်ကြည်ခွဲဝမ်းနေစရာကောင်းတယ်အခိုက်တန်မျိုးလေးခံစားတတ်တယ်ဆိုတဲ့အနေထားမှာအဲချစ်တူဤသားမထားချင်တော့ငါလုပ်တယ်ပဲအန်ဆိုက်တော့မယ်ဆိုတဲ့အနေထားမျိုးတွေများစွာဖြစ်ပေါ်လာတတ်တယ်ပေါ့ကျမ်းမိုင်နဲ့ပတ်သက်တာတော့ဘာမှအရင်လိုစိုးရိမ်စရာမျိုးမရှိဘူးထဲ့မပြောလဲရတယ်ကွာကျမ်းမိုင်မှာအပဟိကပုံမှန်လေးပဲဂီးဆိုင်သွားမယ်ဆိုလို့ရှင်ရတယ်အကြီးကြီးဆုံးက အလုံးနဲ့ငွေကြီးနဲ့ကောင်းလာမှာဖြစ်တဲ့အတွက်ကြောင့်ဗုဒ္ဓဟူးကျက်တပရိတောက်ကြီးဆက်နေဒီင်းနဲ့လေးခုအလုံးတွေမှာပိုအောင်ဆိုင်လုပ်ငန်းတွေပိုအစီပြလာရင်လည်းအလုံးကနဲ့ပတ်သက်လိုက်ပိုပြီးမှကောင်းကျိုးပေးလာနိုင်တဲ့ဒီသဘောတရားဆိုတော့လုပ်ငန်းကိုင်ကပိုင်းဆိုင်ရာငွေကြီးပိုင်းနဲ့ပတ်သက်လို့ကတော့လုံးဝအစီပြလာမယ်လို့သတ်မှတ်ရမှာဖြစ်တယ်။အဲဒါဆိုတော့ဒီလေးခုကိုဖယ်လိုက်ကျန်တဲ့ဟာတွေကောင်းလုံးကညံ့ ဆိုတော့တနင်္ဂနွေတနင်္ဂနွေအင်းကညနေထဲမှာပါနေဦးမှာဆိုတော့အဲစိတ်မကောင်းတရားအနေနဲ့ကတော့ဒီတနင်္ဂနွေတနင်္ဂနွေအင်းကအနေနဲ့ကကန်ရှင်ရဖြစ်ဒါဒီဆယ်လာပိုင်းမရောက်ပြီဆိုတော့နည်းနည်းလေးညံ့နေဦးမှာဆိုတော့လေအဲတတိထားကြလीတော့များလာလိမ့်မယ်အဲ့ဒါတော့နောက်ထပ်ဗီဒီယိုတစ်ပုံပဲပြပေးမယ်ဆိုတော့လက်ရှိမှာတော့ဘလူးကြတာပြတောက်ကြစနေဒီနေ့လေးဦးကတော့ဆယ်လာပိုင်းမရောက်ပြီဆိုတော့လေလုံးဝကောင်းမွန်တဲ့အပိုင်းလေးကိုရောက်ရှိသွားလိမ့်မယ်လို့တတ်မှတ်ရမှာဖြစ်တယ်ကိုယ့်ရဲ့စိတ်ကစားပြောင်းသွားမှာဟောဒီလားကိုယ့်ရဲ့စိတ်ကစားအလိုမျိုးအလီလိုက်နေတယ်ဆိုရယ်စိတ်မျိုးမရှိတော့ဘူးငါဘာလေးတွေငါလုပ်မယ်ဘလူးဘလူးလေးလုပ်မယ်အခုဆယ်လာပိုင်းတော့ငါရောက်ပြီငါဘယ်ဟာလေးတွေ ဘလူးဘလူးလေးစီစဉ်ပြီးမှငါဘလူးဘလူးလုံးနေမယ်အဲဒီလိုမျိုးပုံစံမျိုးကြီးရယ်ဆိုကိုယ့်ခေါင်းထဲမှာတွေးတောပြီးတော့မှစဉ်းစားနေရတတ်တယ်ဆိုရယ်သဘောတရားမျိုးလေးရှိတယ်ဆိုတော့အဲကံအကောင်းဆုံးနေနိုင်တယ်မှာပါနေတယ်ဒီအတွက်ကြောင့်ကြိုးစားပါစေပြေနိုင်ကြီးပုံများတယ်ဆယ်လာမယ်ဆိုကာလာမှာကံအကောင်းဆုံးနေနိုင်ဘုံလူကြတယ်ပြီးတောက်ကြစနေဒီနေ့နဲ့၄ခုဖြစ်ပါတယ်